မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းနဲ့စာလေးကတော့ဆရာတက္ကသိုလ်စိန်နေသားတဲ့မြမဒက်မိုကရေစီခီးနဲ့သူရဥတင်ဦးစာအုပ်ထဲကဘိုးစီရအကြောင်းဖြစ်ပါတယ်ဘိုးစီရကိုအသေးဖမ်းမိခြင်းမှာ အနောက်ယိုးမှအတွင်းရှိမြရယာပင်ကျောမှ တောင်ဆွဲအငူကလေးမှဖြစ်ပါれဘဂဝဌာနကျောမှရဲဘော်တူးမှထိုစဉ်ကတမတော်ကဖြက်လေးပြက်စနစ်ကြောင့်အစားအစာငတ်လာသဖြင့်အနီနာကျေးရွာတေရွာတို့ဝင်ပြီး စားစရာဆန်းအစာရှိသည်တို့ကို ရှာဖွေလာပါれထိုကွန်မြူနတီရဲဘော်ကိုတိုက်ကင်းက ဟမ်းမိသောအခါမိမိအလင်းဝင်မှမီ ဥက္ကဋ္ဌသခင်တန်းထုံးတို့ခိုအောင်နေသောညဝစကန်းကို ပြတာပါမည်ဟုပြောလာပါတယ်။ကွန်မြူနီရဲဘော်ကိုဖမ်းဆီးမိတော်သူမှာခလာရ6မှဘူချစ်အောင်ဖြစ်ပါတယ်။ကွန်မြူနီရဲဘော်ကိုဖမ်းမိဒီမှာညနေနေဝင်ရီရောဖြစ်ပါတယ်။ထို့ပြင်ထိုကွန်မြူနီတပ်သားဤဥဆောင်ခေါ်ယူသည့်နောက်သို့တညာလုံးခီးပင်းနေကြပါတယ်။1968ခုနှစ်အေပီလ16ရက်နေ့ တကြံအတက်နေ့နက်၄နိုင်ခါမှာဘဂဗဗဟုဌာနချုပ်စခန်းချနေတဲ့မြေကမူဂုံးကလေးကိုတက်မတော်ကဝိုင်းမိသွားပါတယ်။အချိန်ကြီးရဲ့ကိုစောင့်ကြည့်နေကြစင်မှာပဲထိုမြေကမူဂုံးကလေးမှလူတယောက်အပေါ့လေးတွားရန်အောက်ဖက်သို့ဆင်းလာသည်ကိုခလလန်းကလှမ်းမြင်ရပါတယ်။ဤမှာပဲစီစဉ်ကထိုလူကိုအရှင်ဝိုင်းဖန်းကြရန်ရှေ့သို့တဖြည်းဖြည်းတိုး၍နေရာယူကြပါတယ်။ တိရွက်တိခတ်များလှုပ်ရှားထိခိုက်ဟန်ကုန်မြင်သည်ဖြင့်ထိုလူကရိမ့်မိသွားဟန်ဒူပါလေအခင်းကြီးသွားနေတော့အမြန်တန့်စင်ကဂုံးကမူလေးဘက်ကို တက်ပြီးပါတော့လေထိုလူကိုအသက်မသေးပဲအရှင်ဖန်းစီရန်တက်ရဲ့အကြံပျက်စီးသွားပါတယ်ထို့ကြောင့်ထိုလူကိုမောင်းမြန်တနက်ဖြင့်လှမ်းပြစ်လိုက်ရပါတော့လေတက်ကပြစ်လိုက်သောအနတ်တန်ရဲ့အတူထိုလူတံမှာအော်ဟစ်သတိပေးတံထွက်လာပါတယ် ယန်သူယန်သူယန်သူဤတွင်တက်ကထိုကုန်းလေးကိုဝင်ရောက်တိုက်ခိုက်သိမ့်ပိုက်ရှင်နေသောအခါအရေးကြီးသော စာရဲစာတမ်းများနှင့်လက်နက်ပစ္စည်းများရရှိလိုက်ပြီးဗမာပြည်ကွန်မြူနတီပါတီပေါ်လစ်ဘူရိုတစ်ဖွဲ့လုံးလွတ်မြောက်သွားပါတယ်တက်ကလမ်းပြခေါ်ယူသွားတဲ့ကွန်မြူနတီဆက်သားရဲဘော်မှယခုကြာဆုံးကြံရည်သူကိုအမိနာမဖြင့်ပြောမပြနိုင် အဖွဲ့ဤခေါင်းဆောင်တို့ဟူတာပြောနိုင်ပါတယ်။ထိုခေါင်းဆောင်ဤလက်ထဲတွင်6လုံးမှုတစ်လက်တွေ့မြင်ရပါတယ်။6လုံးမှုတစ်လက်ကိုခါတင် ထိုးထားသည်မဟုတ်ပါ။လက်ကကရင်ကုန်းဝန်ကဆင်းလာတယ်ဖြစ်ပါတယ်။ကြာရှုံးသူခေါင်းဆောင်ဤလက်ထဲတွင်6လုံးမှုတစ်လက်ကိုစုပ်ကင်ထိုင်ကြာဆုံးနေသည်ကိုတွေ့ကြရပါတယ်။အခုလိုဗမာပြည်ကွန်မြူနတီပါတီခေါင်းဆောင်တို့တိုက်ပွဲမှာအသေးဖမ်းဆီးမိပြီးဟုဂျင်းနာတဲ့ရင်ဝင်လာသဖြင့် ွားရောက်စစ်ဆေးရန်တာဝန်ရှိလာပြီးချက်ချင်းပင်ရဟန်းမြေလိုက်သွားရပါတယ်။ထိုကွန်မြူနတီခေါင်းဆောင်မှာရဲဘော်သုံးတိဗိုလ်စီရဖြစ်ကြောင်းကျွန်တော်အတည်ပြုပေးခဲ့ရပါတယ်။မှတ်မိကြပါဦးမယ်။တက္ကသိုလ်စိန်တင်ရေးသားပြုစုသောမြမဒီမိုကရေစီခီးနှင့်သုရဥဒေဦးစာအုပ်ပထမရဲတဲ့ရဲဘော်သုံးတိဗိုလ်စီရအကြောင်းရေးသားပါရှိပြီးဖြစ်ပါတယ်။ဗိုလ်စီရမှာဂျပန်ခေတ်စစ်တပ်ကတော်မှာ ျွန်တော်တို့ကျောင်းသားဟောင်းများကိုအင်တာဗျူးစစ်ဆေးခဲ့တဲ့ဦးစီးအရာရှိဖြစ်ပါတယ်1945ခုနှစ်ကျွန်တော်တို့တော်လန်ကြီးပြန်စစ်အရာရှိများမင်းမျိုးပြင်ဦးလယ်မှာ အရာရှိတနန်းတက်တဲ့အခါကျွန်တော်တို့ကိုဦးစီးကုတ်ခဲ့မဲ့အရာရှိအဖွဲ့မှသူပါလာပါတယ်မိကြစီရနောက်တစ်ခါတက်မတော်မြောက်ပိုင်းတိုင်းကို တက်များစစ်စင်းရန် ကျွန်တော်တို့ထံရောက်ရှိလာသူကလည်းသူပါပဲဘိုးစီရထိုစင်းကစာပြီး ပုံမှုစီရဟာကျွန်တော်တို့အရာရှိငယ်များကို အတော်ဝင် ခင်ငယ်မင်မင်ရင်းရင်းနီနီဆက်ဆံပေါင်းသင်းလေးရှိသူဖြစ်ပါတယ်ကျွန်တော်တို့နဲ့အတူတန်းနစ်ဘောလုံးရိုက်ကစားပါတယ်စကားတွေလည်းဖော်ဖို့ရရာပြောလို့ရှိပါတယ်ဘူစီရကမျက်မှန်အထူကြီးနဲ့လူပုံကလူကျော် အသားဖြူဖြူဘူစီရကရဲဘော်အုံးကြီးတဲကိုမန္တလေးမြို့ကျောင်းသားတမကမှလိုက်ပါလာသူဟုသိရပါတယ် ို့မှာအစည်းအဝေးသခင်လှောင်း1939ခုနှစ်ဇန်နဝါရီလမန္တလေးအာဇန်နီ18ဦးကြာဆုံးသောအကြီးခင်းမှာသနတ်တရားရဘူးပါတယ်1963ခုနှစ်ကွန်မြူနစ်ပါတီတော်လှန်ရေးကောင်စီတို့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုကျင်းပစဉ်ကဗိုလ်စီရတို့တောင်းရင်းကထွက်လာပါတယ်သူစဉ်ကငြိမ်းချမ်းရေးဆွေးနွေးပွဲကိုကျွန်တော်တို့ဗိုလ်စီရတို့မဆုံးပြကြပါဘူး ငင်းရဲ့ဆွေးနွေးပွဲမှာဘုံမူကြီးလှဟန်ဘုံမူချုပ်တောင်းတန်းဘုံမူကြီးစောမြင့်တို့ကတော်လိုင်းကောင်စီဘက်ကနေဥဆောင်ဆွေးနွေးကြပါတယ်။ထိုစဉ်ကဘူဇီယာတို့ဗမာပြည်ကွန်မြူနီပါတီကငင်းညာရေးဆွေးနွေးပွဲပြတ်ပြီးတော်လဲပြန်သွားပြီးနောက်ဘာကြောင့်ငင်းညာရေးဆွေးနွေးပွဲပြတ်ရသည်ကို ရှင်းပြသည့်အခါကျွန်တော်တို့လည်းသွားနှားထောင်ရပါသေးတယ်။ဒုစင်ကတော်လိုင်းကောင်စီနဲ့ကွန်မြူနီပါတီ ရင်းရင်းတွေးဆောင်ဆွေးနွေးပွဲကိုတရုတ်ပြည်သူသမ္မတနိုင်ငံကစိတ်ဆက်ဆွေးနွေးပေးပါတယ်။တရုတ်ဝန်ကြီးချုပ်ချူရင်လိုင်းကိုတိုင်မြန်မာနိုင်ငံသို့လာရောက်စကားပြောခဲ့တဲ့ကိုမှတ်မိပါသေးတယ်။တရုတ်ဝန်ကြီးချုပ်ချူရင်လိုင်းမြန်မာပြည်ကိုလာစဉ်ကဗိုလ်ချုပ်နေဝင်နဲ့တွေးဆောင်ပြီးမြန်မာနိုင်ငံမှာအမေရိကန်ပြည်တော်စုကဝင်ရောက်ချေလည်နေတဲ့လုပ်ငန်းများရတန်းကရရန်မေတ္တာရခံသွားပါသေးတယ်။အဲ့ဒီတော့ကအမေရိကန်ပြည်တော်စုက ကူညီသော PL 480ခေါ်အကူအညီထောက်ပံ့ကိုရလိုက်ပါဟု တိုက်တွန်းသွားပါတယ်။အထူးသဖြင့်ရန်ကုန်မန္တလေးမုံရလန်းကိုအမေရိကန်အကူအညီဖြင့်ဖောက်လုပ်နေရာအမေရိကန်အကူအညီဆိုင်ငံ့ပေးပါဟုတရုတ်ကမြစ်တာရက်ခံပါတယ်။တရုတ်ဝန်ကြီးချုပ်ချူရင်လိုင်းမမာပီကပြန်သွားတော့မှဗိုလ်ချုပ်နေဝင်ကကျွန်တော်ကိုခေါ်ယူတွေ့ဆုံပြီးတရုတ်ဝန်ကြီးချုပ်ချူရင်လိုင်းကငါ့ကိုဒီလိုပြောသွားတယ်ကွာ။ငါကလည်းသဘောတူပြီးခေါင်းညိတ်လိုက်ရတယ်။ တရုတ်ဝန်ကြီးချုပ်ဂျူရင်လိုင်းပြောဆိုရမှာရင်ရင်ကြီးကြီးတော့စကားသုံးသွားပါတယ်။ခမရလို့မြန်မာနိုင်ငံအချုပ်ချာအာဏာကိုမထိကြိုက်စေချင်ပါဘူး။အချိန်နဲ့မှာပဲမြန်မာပြည်နဲ့မြန်မာနိုင်ငံတရုတ်ပြည်တို့ရဲ့နှစ်ပေါင်းများစွာတိဆောက်လာကြတဲ့ချစ်တီရွေးကိုလည်းမထိကြိုက်စေချင်ပါဘူး။ကျွန်တော်တို့တရုတ်ပြည်နဲ့ခမရလို့မြန်မာနိုင်ငံဟာယခုအခါမှာဆိုရှယ်လက်လမ်းစဉ်ကိုအကောင့်ထဲပုံနေတဲ့လမ်းစဉ်တူနိုင်ငံများဖြစ်နေပါပြီ။ ဒါကိုနားလည်ပြီးရန်ကုန်မန္တလေးလမ်းဖောက်လို့ရအမေရိကန်ကပေးတဲ့ PL480 ထောက်ပံ့မှုအစီအစဉ်ကိုရက်ဆိုင်ပေးပါလို့ငါ့ကိုပြောတော့ငါကလည်းလက်ခံလိုက်ရတယ်ကွာတဲ့ဗိုလ်ချုပ်နေဝင်ကကျွန်တော်ကိုရှင်းပြပါတယ်တရားဝင်ကြီးချုပ်ချူအင်လိုင်းကနိုင်ငံရေးသဘောထားအလွန်ကြီးမြတ်ပြီးတန်တမာရေးလုပ်ငန်းများကို ကြွညံခြင်းချင်းတက်မြောက်ထားပုံရပါတယ်ဗိုလ်ချုပ်နေဝင်ကိုတရားဝင်ကြီးချုပ်ချူအင်လိုင်းကဤသို့ ပဋိသန္ဓာရစကားစပါလေတယ်ခမရုနိုင်ငံမှာအေးချမ်းတရားတော်အောင်ဗမာပြည်ကွန်မြူနစ်ပါတီနဲ့နိုင်ငံတော်အစိုးရတို့အကြားငြိမ်းချမ်းဆွေးနွေးပွဲမလုပ်နိုင်ဘူးလားလုပ်မယ်ဆိုရင်ကျွန်တော်တို့ကုနီပင်းကျင်ပါတယ်ဤသို့တရုတ်ဝန်ကြီးချုပ်ချူရန်လိုင်းကပြောဆိုခဲ့ခြင်းကိုဗိုလ်ချုပ်နေဝင်းကဝမ်းမြောက်ဝမ်းသာလက်ခံခဲ့ပါတယ်ထို့ကြောင့်ပင်1963ခုနှစ်ကတော်ရင်းရှိသခင်သန်းထုံးကောင်းဆောင်သော မမာပြည်ကွန်မြူနီပါတီနှင့်တော်လိုင်းအကောင်စီအစိုးရတို့ရဲ့ငြင်းငြင်းဆွေးနွေးပွဲများပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။တရုတ်ပြည်သူသမရနိုင်ငံကမြန်မာနိုင်ငံငြင်းငြင်းအတွက်အတော်ပင်စိတ်အားထက်သန်စွာပူညီကဲပုံရပါတယ်။တရုတ်ပြည်သူရောက်ရှိခေလုံးနေရာယူထားကြသောမာပြည်ကွန်မြူနီပါတီဒုတိယဥက္ကဋ္ဌသခင်ဘာသိန်းတင်အဖွဲ့မှ မိုးစီရရဲဘော်အသုံးကြီးအပါဝင် ထိတ်တန်းပေါ်လစ်ဘူရိုကောင်းဆောင်များမြန်မာနိုင်ငံသို့ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရန်ထူးလျင်ခီးစဉ်များဖြင့်ပို့ဆောင်ကူညီပံ့ပိုးပေးခဲ့ပါသည်။ထို့သောမိတို့ပင်ဝိုင်းဝန်းကြိုးပမ်းခဲ့ကြပါသော်လည်း1963ခုနှစ်ကကျင်းပခဲ့တဲ့အမဘီကွန်မြူနတီပါတီနဲ့တော်လိုင်းကောင်စီဆိုရတော့ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာရေရင်အယုတ်ရေးသည့်နယ်အကျိုးမရှိ အရာမထင်ခဲ့တည်။ငင်းငယ်ကြီးဆွေးနွေးပွဲပြတ်သွားခဲ့ပါတယ်။ငင်းငယ်ကြီးဆွေးနွေးပွဲပြတ်ပြီးဘိုးစရာတို့ရဲဘော်ထေးတို့ဘိုးပုတို့အဖွဲ့ကိုတော်တွင်ပြန်ပို့ခဲ့ပြီးနောက်ဘိုးချုပ်နေဝင်းကကျွန်တော်တို့တိုင်းစစ်ဌာနမှူးတွေကို ခေါ်ပြီးအခြေအနေရရကိုရှင်းလင်းပြောပြခဲ့ပါတယ်။အခုကျင်းပခဲ့တဲ့ငင်းငယ်ကြီးဆွေးနွေးပွဲဟာငါတို့အစိုးရဘက်ကအမှန်တကယ်ငင်းငယ်ကြီးရကျင်လို့လုပ်ခဲ့တာပဲ။ ဒါပေမဲ့ဗမာပြည်ကွန်မြူနစ်ပါတီကသူတို့အလုံးနေကြအကျင့်တွေကိုမစွန့်ဘူးတော်လိုင်းအကောင်စီအစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တော့မယ်ဆိုတာနဲ့သခင်တန်းတုံးတို့ကနေမီတိုးချဲ့ပိုင်ဆိုင်မှုအရင်လုပ်တယ်ကွာပြီးတော့ဒီအချိန်မှာပဲကြေးရွာတွေကိုဝင်ပြီးအကုန်ကောက်ကြတယ်ပြီးတော့ဗမာပြည်ကွန်မြူနစ်ပါတီကကြီးညာချက်တွေထုတ်ပြီးကြေးရွာတွေမှာဖြန့်တယ်သူတို့ပါတီအုပ်ချုပ်ရေးအမိန်ဩဇာကို နာခံလိုက်နာကြရမယ်ဆိုတာလေလှုပ်လာတယ် ဗမာပြည်ကွန်မြူနတီပါတီက PKI ပေါင်းတယ်ပေါက်ခေါင်းတဲ့ပဲခူးတိုင်းဒေသတချို့မှာအခုလိုငင်းငင်းကြီးအတွက်အပြစ်ခတ်ရဲစဲထားခြင်းအတွင်းအရှိန်ပြင်းစွာနေမီပိုင်ဆိုင်မှုတိုးချဲ့လာတယ်။ဒီမှာပဲဗမာပြည်ကွန်မြူနတီပါတီဟာတစ်ဖက်ကငင်းငင်းကြီးစပွဲဝင်ထိုင်တစ်ဖက်ကလက်နက်အားကိုကြေးလက်ရွာသားတွေပေါ်အနိုင်ကျင့်အုပ်ဆိုးကိုကြိုးဝမ်းလာတယ်။ဗမာပြည်ကွန်မြူနတီပါတီရဲ့ရေမုတ်တစ်ဖက်မီးစားတစ်ဖက်လှုပ်လာတဲ့မူဝါဒကိုလက်မခံနိုင်တာနဲ့ သူတို့ကိုတော်တယ်ပြန်လှော့လိုက်ရတာပဲကွာဒီမျှနဲ့မပြီးသေးဘူးကွာတရုတ်ဝင်းကြီးချုပ်ချွေရိုင်းစီကတဆင့်ထွက်လာပြန်တယ်တရုတ်ပြည်ကစိတ်မကောင်းပါမြန်မာနိုင်ငံညီငယ်ကြီးရရှိဖို့ဆက်ပြီးကြိုးပမ်းပေးပါအောင်လို့တရုတ်အစိုးရကမြစ်ထရက်ခံပါတယ်ဆိုပြီးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့မြန်မာပြည်ကိုရောက်လာပြန်တယ်ဒါနဲ့ပတ်သက်လို့မြန်မာပြည်ကွန်မြူနတီပါတီရဲ့လူလားချက်တွေကိုကျွန်တော်တို့အစိုးရအဖွဲ့ကတက်နိုင်သလောက်လိုင်းလျောခဲ့ပြီးပါပြီ။ ဒီထက်ပုံပုံလဲရောဖို့မဖြစ်နိုင်တော့ပါလို့ပြန်ကြားပြောဆိုလိုက်လို့သူတို့ပြန်သွားကြတယ်။ဘုံလင်းဝင်းကငြိမ်းချမ်းရေးဆွေးနွေးပွဲဘာကြောင့်ဘလို့ပြက်ရတယ်ဆိုလို့ကျွန်တော်တို့ကိုရှင်းလင်းပြောပြပြီးတော့ဒီအကြောင်းဖြစ်ရမှန်သမျှကိုကျွန်တော်ကရခိုင်တိုင်းဆွေတွင်မျိုးနဲ့အေယာဝတီတိုင်းပသိမ်မျိုးတို့မှာရှိတဲ့တက်ရင်တက်ဖွဲ့များကတက်မတော်သားတွေပြည်သူလူထုတွေပါတီယူနစ်တွေစီကိုတွားရောက်ရှင်းလင်းပြောပြခဲ့ရပါတယ်ပြောပြရပါဦးမယ် ထုံလေးက1968ခုနှစ်အောက်တိုဘာလလကုန်ရက်ပိုင်းဖြစ်ပါလိမ့်မယ်။ဆိုကြပါစို့အောက်တိုဘာ28ရက်နေ့ကဖြစ်ပါမယ်။ထိုစဉ်ကမြန်မာဆိုရှယ်လက်လမ်းစဉ်ပါတီညီရခံပြုလုပ်ဖို့ဗိုလ်ချုပ်ကြီးနေဝင်ခေါင်းဆောင်ပြီးပြင်ဆင်မှုအဝဝစနစ်တကျစီမံဆောင်ရွက်စည်းဝေးနေကြတဲ့အချိန်ဦးနေဝင်ကသတင်းဒုတိယပြောရန်ရှိသည်ပနာမစကားခံပြီး ဗမာပြည်ကွန်မြူနတီပါတီဥက္ကဋ္ဌသခင်သန်းတော်တော်ရင်တနေရာမှာလှုပ်ကြံပြီးတည်ဆုံသွားသည့်တဲ့ရင်ကို ပြောပြနေတော့တယ်။ဒီတဲ့ရင်ကို confirm ဖြစ်မဖြစ်သိကြရလားမိမျက်တဲ့အခါ confirm ဖြစ်တယ်သိကြပါတယ်လို့အဖြေရပါတယ်။ဗိုလ်ချုပ်ကြီးနေဝင်းကဆက်ပြောပါတယ်။နောက်တော့ဒီတဲ့ရင်နဲ့ပတ်သက်ပြီးသိရသည်မှာသခင်သန်းတော်ကိုလှုပ်ကြံတက်ဖြတ်ခဲ့သူ မောင်မြခေါ်ခြုံကြီးဆိုသူက တက်မတော်သို့လာရောက်၍ rifle တနက်တလက်ဖြင့်အလင်းဝင်လာကြောင်းအဆိုပါမောင်မြခေါ်ခြုံကီးကိုယခုကတက်မတော်ထောက်လိုင်းက လုံခြုံမှုပေးပြီးစောင့်ရှောက်ထားကြောင်းသိရပါတယ်ပြောရပါဦးမယ်သခင်အတန်းထိုးကြဆုံးရပုံသတင်းနောက်ဆက်တွေဤသို့သိရှိရပါတယ်1968ခုနှစ်အောက်တိုဘာလ24ရက်နေ့နနက်စောစောမှာသခင်အတန်းထိုးဟာနောက်ဖေးနောက်ဖီတောင်းရန် ုန်းကမူလေးပေါ်မှာအောက်သို့ဆင်းလာပါတယ်။ထို့စင်းမြမပြည်မြဝကျွန်းပေါ်တိုင်းကွန်မြူနတီပါတီမှအစိုးတန်းဤတပည့်ရဲဝံမှာမောင်မြခေါ်ခြုံတီးဖြစ်ပါတယ်။အခင်တန်းထုံးတို့ကပါတီဌာနချုပ်မှာဖြုတ်ထုတ်သက်စီမံကိန်းကိုဆောင်ရွက်နေခြင်းဖြစ်၍ယုံကြည်စိတ်ချရသူတသာပို့ဝေးပါဟု တောင်းဆိုသည်ဖြင့်ရဲဝံမောင်မြခေါ်ခြုံတီးကို ပို့ပေးခဲ့ပါတယ်။ဒီမှာပဲအခင်တန်းတို့မှာကို့အသေးတွင်ကိုတူးမလို့ ဖြစ်သွားပါတော့တယ်။သူခေါ်ယူလိုက်တော့ရဲဘော်မောင်မြကပင် သူ့ကိုတနက်ဖြန်ပြစ်ခတ်လောက်ကျန်တပ်ဖြတ်ခြင်းကိုခံရရပါပြီ။သို့သောအမှန်ကကွန်မြူနစ်ပါတီဥက္ကဋ္ဌသခင်တန်းထောင်းအကြံစီမှာမြဝကျုံမော်အတိုင်းမှာစိုးတန်းနဲ့တရက်နှစ်မင်းမှုခရိုင်မှာဘူဇက်ထုံးတို့ကိုဖောက်ပြန်ရေးသမားများဖြစ်သည်ဟုဆိုပြီးတည်ရန်ခေါ်ပါတယ်။စိုးတန်းနဲ့တထုံးတို့ကသခင်တန်းထောင်းအမိတ်ကိုမနာခံပဲ ပါတီဌာနချုပ်ကို မလာခဲ့ကြပါဘူးထို့သောစိုးတန်းထမရဲဘော်မောင်မြကိုမလှုပ်ပေးမီမြဝတီကျောမော်အတိုင်းဗမာပြည်ကွန်မြူနီပါတီမှစိုးတန်းနဲ့မင်းမှုခရိုင်မှဘူသက်ထုံးတို့တရက်ခရိုင်မှတွေ့ဆုံကြပြီးဗမာပြည်ကွန်မြူနီပါတီအခြေအနေရဲ့ရက်ကိုပြက်ပြက်သားသားတိုင်ပင်ဆွေးနွေးကြပါတယ်ဘလို့လဲပါတီဌာနချုပ်ကငါတို့ကိုခေါ်နေတယ်ပါလို့ဖို့လဲဆိုတော့တတ်ဖို့ခေါ်တာပဲ ခင်တန်းတော်ကငါတို့ကိုပရိယတ်တော့ခေါ်ယူနေကြတာဟာအသက်ဖြတ်ဖို့ပဲဤသို့အစိုးတန်းရဲ့သက်ထောဤနိုင်သဘောတူဆွေးနွေးကြပြီးကွန်မြူနတီပါတီဘ ਹੁ တို့မသွားကြရင်သဘောတူ ဆုံးဖြတ်ကြပါတယ်ဤတွင်စိုးတန်းကတုတ္တမရဲဘော်မောင်များကိုခြုံကြီးကိုသာအခင်တန်းထုံးဤဘ ਹੁ ဌာနချုပ်တို့ပို့ဆောင်ပေးလိုက်ခြင်းဖြစ်ပါတယ်ထိုစဉ်ကပါတီဥက္ကဋ္ဌသခင်တန်းထုံးကဌာနချုပ်တို့ခေါ်ယူခြင်း မတော်ဘဲနေရန်ဆုံးဖြတ်ခဲ့သောဘုသက်ထောမှာဗမာတမတော်တောခုတိုင်ရင်တစ်တွင် ပါဝင်လာသောလူရူးလူကျော်ဖြစ်ပါတယ်။တက်ထောကမင်းမှုခရိုင်ငဖဲမျိုးဤရခိုင်ရိုးမှတောနဲ့တဲတွင်အခိုင်အမာတက်ဆွဲပြီးနေသူဖြစ်ပါတယ်။တောထဲမှာချင်းမျိုးသီးမိတူးနဲ့အိမ်အောင်ကြခဲ့ပါတယ်။ဘုသက်ထောတမတော်မှာရှိတဲ့ကတောမခိုးမီကျွန်တော်တို့နဲ့အတူတူအလုပ်လုပ်ခဲ့ဥပါတယ်။ ဘူသက်ထုံးကအသိတော်တဲ့သူပါပဲတမတော်မှာကော်မရှင်ရပြီဘူဖြစ်ဒီမှာကျွန်တော်တို့ထက်နောက်ကြပါတယ်ဘူသက်ထုံးဤဖခင်ကတောင်ကူမျိုးမှာခရိုင်ဝန် DC ဖြစ်ပါတယ်ဘူသက်ထုံးတို့မှာညီကိုနှစ်ယောက်ရှိပါတယ်သူ့ကိုကတော့ဘူပန်းညော့မမဘီကော်မြူနတီပါတီမှာဘူသက်ထုံးထက်ယာလူမြင့်တော်ခေါင်းဆောင်တူဖြစ်ပါတယ်ဘူသက်ထုံးထက်သူ့ကိုကိုဘူပန်းညော့ကပိုတော်တယ်လို့သိရပါတယ် ဘိုးဘညွန်မှာလဲတော်ထဲမှာပဲအခင်တန်းထုံးရဲ့ဖြုတ်ထုတ်သက်ခံရပြီးကြာဆုံးသွားပါတယ်။ဘုဒ္ဓတော်နဲ့တမတော်ထဲမှာကျွန်တော်တို့အတူတူနေဘူးပါတယ်။အလွန်ချစ်စရာကောင်းတယ်။ဂျပန်ခေတ်စစ်တပ်ကတော်မှာယောနင်းခေါ်လူငယ်ပုံတင်နှန်းเจ้าမှာကြောင်းတက်ခဲ့ဘူးသူဟုထင်ပါတယ်။လူကပူပြက်ပြက်ဝါဝဖောင်းဖောင်းနဲ့စကားပြောရင်သိတ်ချစ်စရာကောင်းပါတယ်။ဘုဒ္ဓတော်မှာမြန်မာပြည်မှာဗြိတိရှစစ်တပ်များစုကွာသောသော 1942ခုနှစ်ကဗြိတိရှအစစ်တပ်တွင် adjutant ခေါ်တရေးဘူဒီဖြစ်ကျန်ရခဲ့ပါတယ်။ဘိုးသက်ထွန်းကအင်္ဂလိပ်စကားပြော အင်္ဂလိပ်စာတော်ပါတယ်။နေရာထိုင်တာကလည်းသက်ထွန်းကတဘာသာဟုဆိုရပါမယ်။သူ့ကိုကျွန်တော်တို့လိုတိုက်ပုံအင်ကြီးပစိုးစသည်ဖြင့်မြင်ရခဲ့ပါတယ်။တမတော်မှာရှိတဲ့ကပဲ neck tie လေစီးနဲ့အနောက်တိုင်းဝတ်စုံရှက်ကိုင်းကြီး ပေါင်းမီရှိရှူဖနန်နဲ့အကြနာနေတတ်ထိုင်တတ်သူဖြစ်ပါတယ်။ဘုဒ္ဓထုံးကအေယဝရီမြေအနောက်ဘက်ကံမင်းဘူးမျိုးသားလို့သိရပါတယ်။ဘုဒ္ဓထုံးက1980ပြည်လွန်နှစ်များမှာလမ်းစဉ်ပါတီဥက္ကဋ္ဌကြီးဦးနေဝင်းကဖိတ်ခေါ်သောကြောင့်အလင်းဝင်ခဲ့ပါတယ်။ဘုဒ္ဓထုံး၏ဆန္ဒယနာမည်တော်ကမ္ဘာတရိစ္ဆာန်ဥယျာဉ်ကြီးများကိုလှည့်လည်သုတေသနပြုရန်ဦးနေဝင်းကအစီအစဉ်ပေးခဲ့ပါတယ်။ထို့နောက်မော်ဘီမျိုးရှိ တဘာဝတရိษံဥယျာဉ်နဲ့တာဝန်ပေးပြီးအစိုးရအမှုတံဖြစ်လာပါတယ်။လမ်းစဉ်ပါတီဗဟောကောမဒီဝင်တဦးသမီးမျိုးပညာတတ်အမျိုးသမီးတဦးနဲ့လက်ဆက်ခဲ့သေးတယ်လို့ဆိုရပါတယ်။ဘုဒ္ဓထုံးနဲ့ကျွန်တော်ပြန်ဆုံရပါသေးတယ်။ကျွန်တော်အငိမ့်စားဘွားကိုရောက်ပြီးနောက်ရန်ကုန်မြို့ မဟာစီသာသနာဧည့်သာသူသွားစဉ်ဘုဒ္ဓထုံးနဲ့ဆုံမိကြပါသေးတယ်။ထိုစဉ်ကဘုဒ္ဓထုံးကို သူနဲ့မမတက်မတော့ တပ်ရင်းတစ်တွင်အတူတာဝန်ထမ်းဆောင်ခဲ့မှုသူဘူထုံးအောင်နဲ့အတူတွေ့ရပါတယ်။ဘူတင်ထုံးအောင်မှာ1948ခုနှစ်တမတော်တရင်တက်မှတောခိုခဲ့ရမြမကြာမီအလင်းဝင်လာ၍ရန်ကုန်မြို့ကုန်းလန်းတည်ယူပို့ဆောင်ရေးဌာနမှတာဝန်ထမ်းဆောင်ပြီးအငိမ့်စားယူခဲ့သူဖြစ်ပါတယ်။ယခုဘူသက်တော်နဲ့ဦးတင်ထုံးအောင်တို့ကိုမဟာစီသာသနာရေးသားယောဂီများဖြင့်ကျွန်တော်နဲ့ပြန်လည်စုံစည်းခဲ့ရသောကြောင့် ဝမ်းသာခဲ့ရပါတယ်ပထမမှာဘူတက်ထုံးကိုကျွန်တော်နှုတ်ဆက်စကားပြောတော့သူကကျွန်တော်ကိုမမှန်မိပါဘူးထို့ကြောင့်ကျွန်တော်ကအစတင်အစဖော်ပြရပါတယ်ကိုသက်ထုံးခမ ्या ကိုကျွန်တော်ကောင်းကောင်းမှတ်မိပါတယ်ဗျာခမ ्या နဲ့ကျွန်တော်တက်တုံးက first burma rifle ဗမာတပ်မတော်တိုင်းရင်တက်မှာစုံခဲ့ကြတဲ့ကကိုသက်ထုံးက adjutant တဲ့အေးဘူကြီးဖြစ်ပါလာတယ်လေ ထိုစဉ်ကဗမာတပ်မတော်တိုင်ရင်တက်မှာတိုင်ရင်မှုကဗမှုစိန်တင်နောက်က အလင်းဝင်လာပြီးလမ်းစဉ်ပါတီမှာဥနေဝင်အစီအစဉ်နဲ့တာဝန်ယူခဲ့ပါသေးတယ်စောစောပိုင်းကသခင်တန်းထွန်းကြဆုံးသောကံလာကိုဆက်ပြောရရင်ခြုံကီးခေါ်မောင်မြကသခင်တန်းထွန်းကိုရိုင်ဖယ်တနက်နဲ့တစ်ချက်တည်းပြစ်မှတ်အောင်ထိမှန်ပစ်ကပ်ပြီး ထွက်ပြေးလာခဲ့ပါတယ်ခြုံကီးခေါ်မောင်မြကို လုံုံသည့်တနေရာမှာ ထားရှိပါတယ် နောက်မှကချင်ပြည်နယ်မြေကြီးနားပူတာအိုမြို့မှာပို့ဆောင်စောက်လျှောက်ထားတယ်လို့ဆိုပါတယ်။တချို့သတင်းများအရတော့သခင်တန်းလုံးကိုလုတ်ကြံတက်ဖြတ်ခဲ့သူခြုံကြီးခေါ်မောင်မြယခုကတည်သွားပြီဟုလည်းဆိုပါတယ်။ဒီမှာပဲသတင်းစကားဆက်လာဒီမှာမြန်မာတင်ဦးရဲ့နှုတ်ကဖွင့်ဟမပြောခဲ့တဲ့ခင်တန်းထုံးကိုလုတ်ကြံတက်ဖြတ်ရန်မြန်မာတင်ဦးရဲ့တပည့်များက စီစဉ်ဆေလုတ်ခဲ့တယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ကတံမိုးတူဖြစ်ရရှိရမည့်သတင်းများကိုအခြေခံပြီးဒီဘက်ကလွှတ်လိုက်သောခြုံကီးခေါ်ရဲဘော်မောင်များဟုမှတ်ယူပါတယ်။ထိုစဉ်ကရဲဘော်မောင်များကိုကျွန်တော်တို့တက်မှတက်ပြီးတူဖြစ်တာသတင်းဖော်ပြခဲ့ပါတယ်။ရဲဘော်မောင်များရဲ့အစ်စ်ခံကြရထိုစဉ်ကသခင်တန်းတော်ဟာ နနက်အိယာတာထ မျက်နာအသက်ပြီးအိမ်သာတော့ရန်တောင်ကြီးတို့ဆင်းလာခဲ့ပါတယ်။ချုံကီးခေါ်ရဲဘော်မောင်များက ရိုင်ဖယ်တလက်ကိုတစ်ပင်ကြွားကြကလေးမှတေချာကြနာစွာတင်ပြီးသခင်တန်းတွန်ရက်နေသောနေရာကို ချိန်ရွယ်ထားပါတယ်။သေလောက်တဲ့ဂျီယာချက်ကောင်းကိုတဲ့တဲ့အမမတ်ချိန်ရွယ်လျက်တနတ်မောင်းကိုတစ်ချက်တည်းစွရင်ပစ်ချလိုက်ပါတယ်။ဤသူတို့မှာသခင်တန်းတွန်လှုပ်ကြံခံရသည့်အကြောင်းကို မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌကြီးဦးနေဝင်းကထမင်းပွဲမှာကျွန်တော်တို့ကိုပြောပြခဲ့ခြင်းဖြစ်ပါတယ်။အိန္ဒိယမှာမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီအမရီပါတီအဖြစ်မှနိုင်ငံရေးပါတီအဖြစ်သို့တက်လိုက်ရန်စီမံစဉ်အခါကစိတ်ဝင်စားဖွယ်ကောင်းသောအတွေ့အကြုံတရက်ကိုပြောပြလိုက်ပါဦးမယ်။အမရီပါတီမှနိုင်ငံရေးပါတီကြီးအဖြစ်သို့ကိုးပြောင်ရမှာဘိုးကော်မတီဝင်း200ကိုစီကံသတ်မှတ်ချက်ပေးထားပါတယ်။ ဗဟိုကော်မတီဝင်များဟာပါတီအရာအမှုဆောင်ရွေးချယ်တင်ပေါက်ရာတွင်အစုဖွဲ့ငယ်လုပ်ပြီးမဲမဆွေရမိသူကိုတင်မြောက်မိဟုထုတ်မပြောရမတိုက်တော့ရမိမိတို့စိတ်ထဲတွင်တင်မြောက်လိုသူမှာလွတ်လပ်စွာမဲဆန္ဒပေးရွေးချယ်ရမည်ဟုဖြစ်ပါတယ်ထိုစဉ်ကပါတီဗဟိုကော်မတီမှာကျွန်တော်ကအမှတ်စဉ်30အဖြစ်ပါဝင်နေပါတယ်ထိုပါတီဗဟိုကော်မတီဝင်ထဲမှာ ပါတီအလုံးမှုဆောင်ရွေးချယ်ရရရင် ကျွန်တော်မပါလာတော့ပါဘူးဘုံဘုဒ္ဓတောင်းတန်းတို့ဘုံကြီးလှဟန်တို့ပါဝင်လာကြတာကိုမှတ်မိပါသေးတယ်ထိုစဉ်ကကျွန်တော်တောင်းဝင်းမှာမြမဆိုရှယ်လက်လမ်းစဉ်ပါတီညီလာခံအတွက်ဖြည့်စည်းအုပ်ချုပ်ကိုကဲရန်တာဖြစ်ပါတယ်ထို့ကြောင့်ပါတီညီလာခံကျင်းပနေစဉ်အတွင်းမှာဗဟုနိုင်ငံရေးတက္ကသိုလ်တွင်ပါတီဗဟုကော်မတီဝင်များနဲ့အတူကျွန်တော်ညှိအေးရပါတယ်ကျွန်တော်အတွက်အသီးသန့်အခန်းငယ်တစ်ခုစီမံပေးထားပါတယ် ပါတီဗိုလ်အလူအလောက်အမှုဆောင်ကောမဒီမရွေးခင်တညမှာကျွန်တော်အတွက်ပေးထားသောအခန်းမှာစာဖတ်နေရညီစေနာကြီးကျော်၁၇နှစ်ထိုးသွားပါတယ်ကျွန်တော်အိပ်ရဝင်ပြီးအိပ်ပျော်သွားပါတယ်ထိုးနေညီတကောင်ကျော်၁၇နှစ်နာယီပင်တစ်ချက်ကျော်လောက်မှာကျွန်တော်အိပ်ရကနိုးလာပါတယ်ထိုးချိန်မှာတဲခိုးသောအခန်းတစ်ခုအတွင်းမှာ စကားပြောစံများကြားနေရပါတယ် ်ဘယ်သူတွေဘာတွေပြောနေကြသည်လဲဆိုတာကိုသိလို့ဖြင့်ကျွန်တော်ကအိတ်ခန်းထဲကထွက်ပြီးအသားအရာနားဆွင့်လိုက်ပါတယ်ကျွန်တော်ယခုလုံးနားဆွင့်နေရသည့်ကိစ္စမှာလုံလုံရေးကိစ္စအတွက်ဖြစ်ပါတယ်ဘာတွေလုံးနေပြောနေကြသလဲလို့သိချင်ရပြီအခန်းတစ်ခန်းထဲမှာမိကလေးတစ်လက်နဲ့တွေ့ရသူတွေကတော့တက်မျက်မှန်တင်ဦးခေါ်ဘုံဦးတင်ဦးဘုံမှုချုပ်စိန်လွင်၃ဘုံကြီးရဲကောင်ဦးရဲကောင လေးဘုံမူကြီးတာကျော်ရခိုင်ကိုတာကျော်ငါဘုံမူကြီးအေးကိုကိုအေးကိုသူတို့ငါ့ဦးစုပေါင်းပြီးစကားပြောနေခြင်းဖြစ်ပါတယ်ကျွန်တော်ကဟာခမားတို့မအိတ်ကြသေးဘူးလားမေးလိုက်တော့ခါတူကပြန်ဖြေပါတယ်မအိတ်ကြသေးဘူးဗျစကားပြောကောင်းနေကြလို့သူစင်ကမြမန်ကြီးခေါ်တော့ဗိုလ်တင်ဦးမှာမြမဆိုရှယ်လက်လန်းစင်ပါတီအမရိပါတီဥက္ကဋ္ဌ ဘိုးချုပ်ကြီးနေဝင်အနားမှာအနီးကတာဝန်ယူနေရတဲ့သူဖြစ်ပါတယ်။ယခုဘိုးတူးနဲ့ဘ ਹੁ ကောမဒီဝင်ပုံကိုကြီးတွေစုပေါင်းပြီးအတွင်းကြီးတိုင်မင်နေကြပုံအကဲခတ်ရသည်မှာဖိုးကြီးထံကမန်ဒိတ်ညွှန်ကြားချက်ဖြင့် faction ရိုက်နေကြပုံရပါတယ်။ရွေးကောက်တင်မြောက်ရမိဘ ਹੁ အလုံးမှုဆောင်ကောမဒီဝင်ရွေးကောက်တင်မြောက်ရန်စီမံနေကြပုံလည်းရပါတယ်။ အပြင်တွင်ကထို့သို့တိုင်းပင်ညီနိုင်မှုကိုဂျိုတင်မပြုလို့ရဆက်ရှင်မရရဟုတားမြစ်ကြီးညာထားပါတယ်။သို့သော ယခုတော့ကိုစည်းကမ်းကိုဖျက်ပြီးလူကြီးတစုအထက်က အမိန်ပေးညွန်ကြားသည့်အတိုင်းပင်ညွညွဝဝစီမံဆောင်ရွက်ဂျိုတင်ညီနိုင်ကြပုံရပါတယ်။ဤသို့ဖြင့်လမ်းစဉ်ပါတီဗဟိုအလုံးမှုသော ကောမဒီရွေးကောက်တင်မြောက်ပွဲမဲဆန္ဒပေးရွေးချယ်ကြသည့်အခါကျွန်တော်နာမည်မပါလာတော့ပါဘူး။ တို့တို့အချင်းဒီအဲကကိုမကြည့်နဲ့ကြောင်းစတင်ပေါက်ကွဲသူကဗိုလ်မှူးချုပ်စောဖြူလီဖြစ်ပါတယ်ပါတီဘို အလုံးမှုဆောင်ကောမဒီရွေးချယ်တင်မြောက်ပွဲကျင်းပပြီးမှာဗိုလ်မှူးချုပ်စောဖြူကစကားပြောခွင့်တောင်းပြီးထပြောပါတယ်ခမရတို့ပါတီစည်းကမ်းထဲမှာဖော်ပြထားတာကယခုလိုဗိုလ်အလုံးမှုဆောင်ရွေးချယ်တင်မြောက်မဲဆန္ဒပေးရမှာ faction မရရဘူးအစုဖက်လေးတွေမဖွဲ့ရဘူးလို့အတိအကျပါတယ် ဒါပေမဲ့ရွေးကောက်တင်ပြပွဲမှာခမည်းတော်အုပ်စုကလေးတွေဖွဲ့ကြတယ်။ faction ရိုက်ကြတာကိုတွေ့ရတယ်။ဒါမှမမကန်ဆောင်ရွက်ကြတာပဲ။ပါတီစည်းကမ်းကို ဖောက်ဖျက်တာပဲ။ရေးကြီးပုံကိုယ်တွေဟိုအလုံးမှုဆောင်အဖွဲ့မှာမပါသေးဘူး။မြမဆိုရှယ်လစ်လမ်းစဉ်ပါတီ CEC ဟုခေါ်သော Central Executive Committee ဟိုအလုံးမှုဆောင် ကော်မတီတို့တွင်မိမိတို့အုပ်စုကလေးတွေလျှို့ဝှက်ဖွဲ့စည်း၍ဘသူတွေပါရမယ်ဘသူတွေမပါရဘူးဟု ကြိုတင်ဟိနိုင်ကြပါတယ်။ထို့ကြောင့်အရေးကြီး၍ပါတဲ့ပါတိုက်သောပုံကိုယ်တွေမပါလာဘဲကိုအုပ်စုနဲ့ကိုတိတ်တဆိတ်တိုင်ပင်၍ခြေထားသောပုံကိုယ်တွေပါဝင်နေပါတယ်။ဒါကိုပုံမှုချုပ်ဆော့ဖြူလေကမကျေနပ်၍ထပြီးပောက်ကွဲခြင်းဖြစ်ပါတယ်။ဤတွင်ဘောအလုံးမှုဆောင်ကော်မတီရွေးပွဲကို နောက်တစ်ကြိမ်ထပ်မံ၍ရွေးကောက်ကြပြန်ပါတယ်။ထိုခါကျကျွန်တော်နာမည်ပါဝင်လာပြန်ပါတော့တယ်။ သို့သော main body အဓိက comedy ဝင်တော့မဟုတ်ပါဘူးအရန်အလုံးမှုဆောင် comedy အရန်အလုံးမှုဆောင်ကတော့အစီအွေတက်နိုင်သည်ပြောနိုင်စိုးနိုင်သည်စိုးရင်းနှွေးနိုင်သည် သို့သောမဲမပေးနိုင်ထိုစဉ်ကဘိုးအလုံးမှုဆောင် comedy တွင်မူလအဖွဲ့အစည်းဝင်10ဦးဖြစ်ပြီးအရန် comedy ဝင်က9ဦးဟုမှတ်မိနေပါတယ်ဘိုးအလုံးမှုဆောင် comedy CEC တွင်ဥက္ကဋ္ဌကဦးနေဝင်အထွေထွေအတင်းမှုက ဗိုလ်ချုပ်ဆန်းယူတွဲဘက်ထွေထွေအတွင်းမှုကဗိုလ်ဦးကြီးတောင်းကြည်ဖြစ်ပါတယ်။ထပ်ပေါ်ပြပါအကြောင်းရက်တို့မှာမြမဆိုရှယ်လစ်လမ်းစဉ်ပါတီကိကပါတီဥက္ကဋ္ဌဦးနေဝင်းကြီးပြောစကားကိုနားမထောင်ပဲပါတီမှာအုပ်စုဖွဲ့နီးစပ်ရာလူကိုရွေးချယ်ကိုလှုပ်ချင်ရလို့ပါတီစည်းကမ်းဥပဒေကိုဘေးချိထားမဟာရီယာလှုပ်ခဲ့ကြသူတို့ရဲ့အတွင်းဇလံပဲဖြစ်ပါတယ်။ နာဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဆက်လက်ဖော်ပြသွားဦးမှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ